I'm ang ဟိုမပြောင်းလဲပါဘူးဆီယမားကတော့ဆီယမားရဲ့ဇလန်းကြောရိုးအတိုင်းကိုပဲအဲဇညုံးကရေးထားတာပါဒါပေမဲ့အဓိကတော့ပေါ့နော်ဆီယမားကရေးထားတဲ့ပုံမှာဇက်ကောင်9ယောက်ပေါ့နော်ဇက်ကောင်9ယောက်မှာအဲသူကတော့ဟိုသူ့ရဲ့ဇက်ကောင်လေးကိုချစ်လို့နဲ့တူပါတယ်နည်းနည်းတော့ဖော့ရေးထားတာပေါ့နော်ဒါပေမဲ့ကျွန်တော်အနေနဲ့ကကြတော့ရုပ်ရှင်လည်းဖြစ်တယ်နောက်ပြီးတော့ဒီလိုဇက်ကောင်9ယောက်ကိုအပြင်မှာလဲကျွန်တော်ကဟိုတွေ့ဘူးတွေ့နေကြမြင်နေကြမှာပေါ့နော်ဒီထဲကပါတယ်ဝင်တဲ့ဇက်ကောင်9ယောက်ထဲမှာမမကြီး2ယောက်ပေါ့နော်မမတန်းကျင်နဲ့မမဆင်းရဲနဲ့ဆိုလဲဒီလိုမျိုးမမတွေကကျွန်တော်တို့အပြင်မှာပေါ့နော် ော်ဒီလူကုန်းထံအထက်တန်းလွှာမှာအမြင်တွေ့နေကြအမျိုးသမီးတွေပုံစံရှိတယ်နောက်တစ်ခါကျတော့ဒီရက်ွက်ထဲကတငယ်ချင်း၃ယောက်ပေါ့နော်အဲကဘာရဲ့အောင်မြေရဲ့နောက်ပြီးတော့ရင်းစကိုဆိုတဲ့မိန်းကလေး၃မိန်းကလေးရဲ့ပေါ့တငယ်ချင်း၃ယောက်ရဲ့ character လေးတွေကလည်းဒီနေ့ခေတ်လူငယ်တွေကြားမှာဖြစ်ပျက်နေတဲ့လူငယ်တွေအကြောင်းပဲဇယိုက်ပဲအဲ့ခါကျတော့ဒီဇက်ကောင်ဇယိုက်တွေကိုရုပ်ရှင်သဘောအရနည်းနည်းလေးကိုကတော့ခပ်ပြင်းပြင်းလေးပေါ့နော်ခပ်ပြင်းပြင်းလေးတော့ရေးလိုက်မိတယ်ပေါ့နော်ရေးလိုက်မိတဲ့ခါကျတော့ပို့ပြီးတော့လည်းတဘာဝကြအောင်ပို့ပြီးတော့လည်းရုပ်တိရှိအောင်ဆိုပြီးတော့နည်းနည်းလေးအဲဘိုးလ ုတ်ပေးလိုက်တယ်ပေါ့နော်ဒါပါပဲအဲအထဲမှာတောင်ပြီးတော့ထပ်ပြီးတော့ဖြည့်တာဆိုလို့ရှိရင်ဇက်ကောင်တချို့ဇက်ကောင်လေးတွေဖြည့်တယ်ပေါ့နော်ဥပမာကဘာလို့ဟိုအမြည်ရတယ်တရုတ်ဆောင်ကြော်ထက်အောင်ရဲ့အမေပေါ့နော်မိခင်မမျိုးတန်တာထုံးဆိုလို့ရှိရင်ဝုထုထဲမှာတော့သူ့အမေကခက်ရိုးရိုးအမေပဲဒါပေမဲ့ကျွန်တော်အနေနဲ့ကကြတော့ရုပ်ရှင်သဘောတရားအရာရုပ်ရှင်သဘောတရားအရာ အဲကျော်ထက်အောင်ဘာလို့ဒီကဘာဆိုတဲ့ဇက်ကောင်ဖြစ်လာတယ်လဲเนาะဘာလို့ဆိုးနေလဲအဲဒီဇက်ကောင်ငွေရောအရန်မက်မောတဲ့လူငယ်တယောက်ဘာလို့ဖြစ်သွားလဲဆိုတာသူ့အမေပေါ်မှာမူတည်တယ်เนาะဒီအမေကြောင့်မဟုတ်လို့ဒီသားဖြစ်လာတာမဟုတ်လို့ဒါကြောင့်မဟုတ်လို့ဒီအမေရဲ့ဇက်ကောင်ကိုလည်းကျွန်တော်ခပ်ပြင်းပြင်းလေးပေါ့เนาะရက်ကွက်ထက်ရဇရိုက်ခန့်ကြမ်းကြမ်းအမေကိုကျွန်တော်ဖန်တီးလိုက်တယ်ပေါ့เนาะအဲ့ဒီဖန်တီးရဲ့အတိုင်းလေမမျိုးတန်မမျိုးတန်တာထုံပေါ့เนาะဒီကားမှာဆိုလို့ရှိရင်တကယ်ကိုခက်ကြမ်းကြမ်းတယုတ်ဆောင်သွားတာကိုကအရန်ကျေနပ်တယ်အရန်ကျေနပ်တဲ့ခါကျတော့အဲ့ဇက်ကောင်လေးတော့ဖြည့်ထားတယ်နောက်တစ်ခါ မယ်လိုဒီပေါ့နော်မယ်လိုဒီသရုပ်ဆောင်နဲ့မမဆင်းရဲနဲ့ဆိုလိုရင်လည်းအဲသူ့ဇက်ကောင်ကတကယ်လို့ဟိုမလောက်တတ်ရင်ဒီလိန်ဖြစ်သွားမဲ့ဇက်ကောင်အဲဒါကြောင့်မလို့သူဒီလိုမမဆင်းရဲနဲ့ဘဝဘာလို့ဖြစ်လာလဲဆိုတော့ flashback လေးပေါ့နော်အတိတ်ဘဝဇက်ကြောင်လေးသူဘဝနာခဲ့တဲ့အကြောင်းလေးကိုခပ်ပါပါလေးခပ်ပါပါလေးဖြေလိုက်တယ်ပေါ့နော်အဲ့လောက်ပါပဲအဲတန်တဲ့ဇက်ကောင်ဒီဇလန်းသွားလာဇလန်းပလော့တွေအချိတ်ဆက်တွေဇက်ကောင်၅ယောက်ကတော့ဝတ္ထုတွေအတိုင်းပါလေခင်ဗျာနေကောင်ခုလိုဖြစ်အောင်နေကောင်ကလူတွေရိုင်းလွတ်လိုက်ကြတာလေဟမ် အားလုံးကရက်စက်ထဲမှာတန်းစီအဖို့ဖွင့်ပြီးထောင်ချပြန်တယ်။ဦးမင်းဦးကဇညုံကိုလုံးဝမပြင်းဘူး။လုံးဝမပြင်းဦးမင်းဦးကိုကျွန်တော်အရန်သဘောကျတာကမရိုက်ခင်မှာလဲဇညုံကိုဖတ်တယ်။သူက ဟိုနှလုံးသားနဲ့ကိုခံစားပြီးဖတ်တာပေါ့နော်ဖတ်ပြီးတော့သူအခြေလေဆွေးနွေးတယ်အခန်းစဉ်တိုင်းကိုကွန်မုန်နီယာဒါကဘလို့ရိုက်စေချင်တာလဲဘလို့မြင်ထားတာလဲသူအမြဲတမ်းဆွေးနွေးပြီးတော့သူကျွန်တော်ရေးပစ်ထားတဲ့အတိုင်းကိုသူကရိုက်တယ်ရိုက်တဲ့ပြီးတော့သူ့ရဲ့ရိုက်ချက်တွေကကြတော့ကိုမေးဝကြအရန်လူငယ်ဆန်လဲအပြင်မှာလဲနေတာထိုင်တာလူငယ်ဆန်လဲနောက်သူကိုယ်တိုင်ကလည်းတရုတ်ဆောင်မင်းသားကနေဖြစ်လာတဲ့ခါကျတရုတ်ဆောင်နေရဲ့ mood ပေါ့နော်ခံစားချက်ကိုသူကသိတယ်အဲ့တော့ခံစားချက်ကိုသူကဘလို့ထည့်ပေးရမလဲဆိုတော့သိတယ်အဲ့တော့ကိုမေးဦးနဲ့ကျွန်တော်တွဲလာတာဆိုလို့ရှိရင်ကိုမေးဦးရိုက်တဲ့ကားတိုင်းပေါ့နော်ကားတိုင်းကိုပဲကိုကဇန်ညွန်ရေးပစ်ရတယ်လို့ဖြစ်တော့သူ့အထောက်လဲကိုကသိတယ်သူ ဘာကြိုက်လဲဆိုတာလည်းသိတယ်တာတော့သူ့ကြိုက်ကိုလည်းကိုကရေးပေးထားတာကိုရေးပေးထားတော့သူရိုက်တဲ့ဟာကိုလည်းကိုကကြိုက်တယ်သူကလုံးဝမပြင်းမဲနဲ့လုံးဝမပြင်းမဲနဲ့ကွက်တိပေါ့နော်ကွက်တိအပြင်ကိုပို့ပြီးတော့ဟိုကောင်းတဲ့ဟာလေးဆိုဥမာခုနဟိုဟိုမမျိုးရဲ့အတိတ်ဘဝဇာတ်ကြောင်းဆိုလို့ရှိရင်ကိုက ဒါလွတ်နဲ့ပဲပြောခိုင်းတာဒါပေမဲ့ तू อ่ะအဲ့ဒါလေးကိုတကယ်ဒီဒီကားမှာ तू ငယ်ဘွားမမျိုးရဲ့ငယ်ဘွားဆိုရင်တခြားလူငယ်တယောက်ဆောင်နော်ဟိုဆယ်ကျော်တက်တယောက်ဆောင်လေးတော့ထည့်ပြီးတော့ तू อ่ะအဲ့ဟိုပလော့ကပေါ်သွားမှာဆိုလို့မပြောတာပေါ့နော်အဲ့မမျိုးရဲ့ငယ်ဘွားလေးကို तू ထည့်ရိုက်ပေးသွားတယ်အဲ့ဒါကျွန်တော်ကလည်းဘေးနားနေကပ်ပြီးပြောတယ်ဒီလိုလေးထည့်ရလိုက်တော့ပို့ပို့ပြီးတော့ပေါ်လွင်သွားတာပေါ့တဲ့ဆိုတော့တကယ်လည်းမှန်တယ်အဲ့ဒါကိုမင်းဦးရဲ့တော်တဲ့ချက်တွေပေါ့နော်ဆိုတော့ဇန်ညွန်းတိုင်းပြင်ဟို तू อ่ะပို့ပြီးတော့ဟိုမှာဖြစ်ရိုက်ပေးတဲ့ဟာရှိတယ်ဟုတ် ဒီတကားလုံးပေါ့နော်အစိရုပ်ရှင်ကားကိုတော့အဲကျွန်တော်နဲ့လည်းလက်တွဲနေကြအမြဲလက်တွဲနေကြအောင်ခင်မင်းရုပ်ရှင်ထုတ်လို့ရရနေပြီးတော့လည်းထုတ်တယ်။နောက်ကိုတကယ်ကြိုက်တယ်ကိုကားတွေကိုကိုဇလန်တွေကိုလည်းတကယ်ပြပြင်အောင်ရိုက်ကူးပေးတယ်ကိုမင်းကိုရိုက်တာလည်းဖြစ်တဲ့အတွက်ကြောင့်အရန်ကျေနပ်တယ်။နောက်ပြီးတော့ဒီကားမှပါဝင်တဲ့ဇက်ကောက်9ယောက်လုံးပေါ့နော်9ယောက်လုံးပြင်ခုနပြောတယ်မမျိုးတန်တာထွန်းဆိုရင်လည်းအရန်ပြပြင်တယ်။နောက်ဒီဇက်ကောက်9ယောက်လုံးကလည်းပါဝင်ရတဲ့ဇက်ကောက်နေရာတွေကိုမရွေးချယ်ပဲနဲ့တာဒီနာဒီဆိုလည်းမတွက်ပဲနဲ့ဇက်ညွန်းအတိုင်းပေါ်သူတို့ကလုံးဝတရုပ်ဆောင်ပေးသွားတယ်။တချို့ဇက်ကောက်တွေဆိုလို့ရှိရင်ပြောရရင်ပြိတချို့ပြိတ တ်မြင်မှာခက်ကြမ်းတယ်လို့တောင်ပြောလို့ရတယ်ပေါ့နော်ဒါတွေကိုတို့ကထပ်မတွက်ပဲနဲ့တရုတ်ဆောင်အမှုပညာပဲဆိုပြီးတော့အဲတကယ်ကိုအမှုပညာတပါပြေဝစွာတရုတ်ဆောင်ပေးသွားတဲ့အတွက်ဒီဇက်ကားတကားလုံးအနေနဲ့ဆိုရင်ကျွန်တော်ကတော်တော်လေးကိုကြိုက်ပါတယ်ကိုကုတ်ကားကိုမလို့ပြောတာမဟုတ်ပါဘူးပေါ့နော်အဲအရန်ကောင်းပါတယ်ဒီအစိုက်ရုပ်ရှင်ကားကြီးရာ29ရက်နေ့အဲ6လပိုင်းဒီတောက်ကြနေ့မှာစပြီးရုံတင်มาတော့မယ်အဲလာကြည့်တဲ့ပရိသတ်ကိုလည်းကျွန်တော်ကဖိတ်ခေါ်ချင်တာကဒီကြော်ညာတွေဟိုထရိလာတွေမဟုတ်ပဲနဲ့တကားလုံးကြည့်ပြီးတော့မှဒီပရိသတ်ကိုဆုံးဖြတ်ပေးပါအဲဒီကားတွေကပေးချင် တဲ့ message လေးကိုလည်းအဲရအောင်ယူပေးပါဒီကရုံထဲကနေထွက်ပြီးတော့မေးမေးပြောက်လို့ရမယ်စကားမျိုးမဟုတ်ပါဘူးဒစိမ့်စိတ်လေးနဲ့တွေးပြီးတော့အဲကြံ့ခဲ့မယ်စကားမျိုးပါလို့အားလုံးကျေးဇူးတပါ့ ာဒီအစိရုပ်ရှင်ကားကြီးကိုယုံတင်ဝင်ရအောင်ပေါ့နော်ဟိုစီစဉ်ပေးတဲ့မင်္ဂလာမဥဆောင်မင်းနဲ့သားစီရဆောနောက်ပြီးရုပ်ရှင်ပိုင်ယုံပိုင်ရှင်များလည်းကျေးဇူးတင်ပါတယ်ဒီအစိပရီမီယာရှိုးကိုတက်ရောက်လာတဲ့မြန်မာနိုင်ငံရုပ်ရှင်စီရောအခါဦးကြည်ဆိုးစွန်းနဲ့ဥဆောင်များလည်းကျေးဇူးတင်ပါတယ်တက်ရောက်လာကြတဲ့ရုပ်ရှင်မင်းသားမင်းသမီးများထုတ်လွှင့်သူများကိုလည်းကျေးဇူးတင်ပါတယ်အစိရုပ်ရှင်ကားမှာအောင်ကမီရုပ်ရှင်ထုတ်လို့ရဲ့ကိုတင်ပြမှာပြတ်သားတဲ့အမှတ်ရကားလေးဖြစ်ပါတယ် အောင်ခင်မင်းအနေနဲ့စိတ်ရရှင်ကားကိုကိုစန်းညာစွာစီတလောက်လှပများစွာနဲ့ခြေမုံထားပါတယ်အားလုံးကြည့်ရှုခံစားစီကြပါတယ်အားလုံးကိုကြည့်ရှုကြပါတယ်ဗျာအားလုံးမင်္ဂလာပါအခုလိုလာရောက်အပြင်းနဲ့တွေ့တယောက်စီတယောက်စီတဲ့အောင်တကယ်ကိုကျေးဇူးတင်ပါတယ်အချိန်ပေးပြီးလာခဲ့တဲ့အတွက်တကယ်ကိုကျေးဇူးတင်ပါတယ်အဓိကတော့ကျေးဇူးတင်နေတာပါကျွန်တော်ဒီကားလေးကိုရိုက်ခွင့်ရအောင်ဒီဘက်ကပရိုဂျူဆာကြီးနေဖြစ်တဲ့ဦးစီနဲ့ မိုင်းဒီကိုလည်းတကယ်ကိုကျေးဇူးတင်ပါတယ်ဒီကားထဲမှာကျွန်တော်လှုပ်ချင်တာကျွန်တော်ရိုက်ချင်တာညာရိုက်ခွင့်ရအောင်သူတို့ကအားလုံးစီစဉ်ပေးခဲ့ပါတယ်တချို့ဟာလေးဆိုရင်တကယ်ကိုဟိုခဲခဲခဲလှုပ်ခဲရတဲ့ခါလေးလည်းပါပါတယ်အဲ့ဒါတွေကိုအားလုံးကျွန်တော်ရိုက်ခွင့်ရအောင်ကျွန်တော်ဟိုအားလုံးလှုပ်ခွင့်ပေးခဲ့တဲ့အတွက်တကယ်ကိုကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီကားရိုက်ဖို့အတွက်ကူညီပေးခဲ့ကြတယ်ဖက်ဖက်ကလည်းကူညီပေးခဲ့ကြတယ် သူတွေအားလုံးလည်းကဲကျေးဇူးတင်ပါတယ်။တချို့တွေဆိုရင်ကျွန်တော်တို့ကျွန်တော်တို့မိတ်ဆွေတွေပေါ့နော်။အဲ့ဒီကိုပေးရိုက်တယ်။သူတို့ကတော့ခုဒီမှာမရှိမနေဘူးပေါ့နော်။အဲ့ဒီလူတွေကိုလည်းကျေးဇူးတင်တယ်။ပြီးတော့ကျွန်တော်ကားလေးထဲမှာတကယ်ကိုမမတ်ရရပါပဲ။ကျွန်တော် production design လုပ်ခဲ့ပေးတယ်။စိတ်ဝင်တော့ဆိုရင်ခုပြင်သစ်မှာရောက်နေပါတယ်။သူ့ကိုလည်းတကယ်ကျေးဇူးတင်ပါတယ်။ကိုတို့ကားရိုက်တော့တကယ်ကိုစိတ်ပါဝင်စားတော့တယ်။ကိုတို့ကတကယ်ကူညီခဲ့တဲ့ဒီကလေးကိုလည်းတကယ်ကျေးဇူးတင်ပါတယ်။ပြီးတော့ကျွန်တော်ဒီကားဒီကားထဲမှာပါတဲ့ actor တွေအားလုံးပေါ့နော်။ဟိုကျွန်တော်ပြောတဲ့ဒီဇာတ်ထဲမှာပါတဲ့အတိုင်း ဆံညိုရေးစေအောင်ပြောထားတဲ့အတိုင်းအားလုံးတကယ်ကိုဇက်ကောင်စေပြပြအောင်တကယ်ကိုကြိုးစားပေးခဲ့ကြတဲ့ညီလေးညီမလေးအားလုံးလည်းတကယ်ကျေးဇူးတင်ပါတယ်ပြီးတော့ကိုသုံးပါမယ်နော်